ဘောလုံးကွင်းတွေမှာဘောလုံးပွဲတွေသွားကြည့်မယ်ဆိုရင်ကျွန်တော်တို့လက်မှတ်တွေဝယ်ရတာလူတိုင်းသိပြီးသားပါဒါပေမဲ့တချို့သောပရိသတ်တွေမသိသေးတာကတော့အဲ့ဒီဘောလုံးပွဲတွေမှာပါဝင်တဲ့ hospitality ticket အကြောင်းပါဒီ ticket ကတာမန် ticket တွေနဲ့မတူဘဲနဲ့ပွဲလာကြည့်တဲ့သူတွေကိုပို့ပြီးတော့ luxury ဆန်တဲ့အတွေ့အကြုံ ရီးမီယံဆန်တဲ့ experience ကိုပေးစွမ်းနိုင်ဖို့တရှိရပြီးတော့ပြုလုပ်ထားတဲ့လက်မှတ်မျိုးစားတစ်မျိုးလိုလည်းသိရပါတယ်။အချို့တွေကဒါကို VIP လက်မှတ်လို့လည်းခေါ်ကြပါသေးတယ်။ဒါပေမဲ့ဒီလက်မှတ်တွေကဘောလုံးဝဲကြီးအောင်တတ်တတ်မဟုတ်ဘဲနဲ့အဲ့ဒီထက်ပိုတဲ့ဝန်ဆောင်မှုအစီအစဉ်တစ်ခုဖြစ်နေဆိုတာအချက်လက်တွေနဲ့အတူပဲဗီဒီယိုလေးမှာကျွန်တော်နားလည်ထားသလောက်ကိုရှင်းပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။ဒီလက်မှတ်မှာ exclusive pass လို့ခေါ်တဲ့ထူးခြားတဲ့အကျိုးခံစား권တွေအများကြီးရှိပါတယ်။အဲ့ဒီကတော့မိတ်ဆွေတို့ကအဲ့ဒီလက်မှတ်ကိုဝယ်ယူလိုက်တာနဲ့ကိုင်းရဲ့အကောင်းဆုံးနဲ့အသက်တောင်သက်တာအဖြစ်ဆုံးထိုင်ပုံတွေ ဝင်းနဲ့ကအကောင်းဆုံး view ကိုမြင်ရတဲ့ဒီသက်ထိုင်ခုံတွေမှာထိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။ show package တွေမှာဆိုရင်တော့ private box နဲ့ suite room တွေပါဝင်ပြီးတော့ကိုက boring နဲ့အတူသွားကြည့်တာတော့မိသားစုနဲ့အတူသွားကြည့်တာလို့ဆိုရင်တော့ကိုယ့်ဖွဲ့နဲ့ကိုယ်အသီးသန့်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ volume တွင်ဒါမှမဟုတ်ကွင်းသားမှာရှိတဲ့အသီးသန့်ထားရှိတာတဲ့ hospitality lounge တွေကိုတော့ဒီလက်မှတ်ကိုဝယ်ယူထားတဲ့သူတွေကတော့ဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။ဒီလိုမျိုး exclusive lounge တွေဟာတာမန်လက်မှတ်ကိုဝယ်ယူထားတဲ့ပရိသတ်တွေနဲ့ကွဲခြားထားပြီးတော့ဇိမ်ခံပြီးတက်တောင့်တက်တာရှိတဲ့အပြင်အစင်တွေနဲ့ဧည့်သည်တွေအတွက်ကိုပြင်ဆင်ထားတဲ့နေရာတနေရာလည်းဖြစ်ပါတယ်။ ဘောလုံးဝဲမစမီပထမပိုင်း15မိနစ်နားချိန်နဲ့ဝဲပြီးချိန်တွေမှာဆိုရင်တော့အဲ့ဒီလက်မှတ်ပိုင်းရှင်တွေဟာအဆင့်မြင့်စားတော့ဖွဲ့ရတွေအမေရီအတွက်၃လမျိုးလောက်ပါဝင်တဲ့ညစာတွေအစာပြေမှုကော်ဖီနဲ့လက်ဖက်ရည်မိတ်ဆွေကအဖျော်ရမကကြိုက်တဲ့သူဆိုရင်လည်းဝိုင်းဘီယာနဲ့ကော်တေးစားတာတွေကိုပါပြင်ဆင်ပေးထားတာဖြစ်ပါတယ် ဒီလက်မှတ်ပိုင်ရှင်တွေကိုအချိန်ဘလောက်ကြာကြာဖြစ်အက်ခံလဲဆိုရင်တော့တသိန်းနဲ့တသိန်းတော့အချိန်မတူညီပါဘူး။ဒါပေမဲ့အများစုတင်းတွေကတော့ပွဲမစခင်2နာရီ3နာရီလောက်လောက်ခဲကအက်ခံတဲ့နေရာတွေကိုဝင်ဝင်ပြုတ်ထားပြီးတော့ပွဲပြီးတာနဲ့ချက်ချင်းပြန်စရာမလိုပဲနာရီခွဲသုံးဖို့တနာရီလောက်ထိကိုဆက်လက်အနာယူသုံးဆောင်နိုင်အောင်ပြင်ဆင်ပေးထားရလို့သိရပါတယ်။ဒီလက်မှတ်တော်ဝယ်ယူထားရင် extra service တွေအနေနဲ့အကျိုးခံစား권ရမှာကတော့တီးတန့်ဝင်မောက်ထွက်ပေါ private entrance ကနေ dance စီစီယာမလိုပဲဝင်နိုင်ထွက်နိုင်မှာဖြစ်ပါတယ်။ နောက်ပြီးဒီတစ်ကက်တာဝယ်ယူထားရင်ကလပ်တင်းရဲ့ကန်နဝင်ကစားသမားဟောင်းနေတယ်လဲတွေးဆုံစကားပြောဝင်ရအောင်မှာပါအဲ့ဒါပြင်ပွဲချိုဝယ်ပြီးသုံးသက်ချက်တွေကိုလည်းဝါသနာပါရဲလူဆိုရင်နောက်ထောင်ဝင်ရရှိအောင်မှာဖြစ်ပါတယ်ပိုးပြီးမိုက်တာကတချို့သင်းနေဆိုရင်ဒီလိုလက်မှတ်ပိုင်ရှင်ဧည့်သည်တော်တွေအတွက်ကိုမှစတေဒီယံဒိုးစ်တွေကိုပါထည့်သွင်းပေးထားသလိုကစားမဲ့ပွဲစဉ်နဲ့ဆိုင်တဲ့မက်စတေးစာအုပ်နဲ့တည်တဲ့လက်ဆောင်ပစ္စည်းတွေကိုပါစီစဉ်ပေးထားတာဖြစ်ပါတယ်နောက်ပြီးတစ်ခါတလေဘောလုံးကွင်းနေမှာကားပါကင်နေရာရတဲ့ခက်ခဲတဲ့ပြဿနာကိုလည်းကားပါကင်ထိုးခွင့် package ကိုပါထည့်သွင်းပေးထားတာဖြစ်ပါတယ် ဒီလိုမျိုး hospitality ticket တွေကိုရောင်းချခြင်းနဲ့အသုံးပြုရတဲ့ရည်ရွယ်ချက်တွေကအများကြီးရှိပါတယ်။ corporate networking လို့ခေါ်တဲ့စီးပွားရေးလုပ်ငန်းရှင်တွေမိဖက်ကုမ္ပဏီတွေဒါမှမဟုတ်အရေးပါတဲ့ဖောက်သည်တွေကိုဖိတ်ကြားပြီးတော့ဒီပတ်ဝန်းကျင်မှာပဲစီးပွားရေးဆက်ဆံမှုကိုခိုင်ပောင်းတိစောက်ဖို့ဖြစ်ပါတယ်။နောက်ပြီးကုမ္ပဏီဝန်ထမ်းတွေကိုလည်းဒီလိုမျိုးအစဉ်အမြဲနဲ့ပွဲကြည့်ခွင့်လက်မှတ်အတွေ့အကြုံကိုလည်းကုမ္ပဏီတွေဘက်ကစူးချရတဲ့အနေနဲ့အသုံးပြုလေ့ရှိပါတယ်။ မိသားစုတငယ်ချင်းတွေနဲ့အတူအားလည်းရသမဟုတ်မွေးနေ့ပွဲလိုမျိုးအထူးပွဲတွေဆိုရင်အဆင်ပြေပြေနဲ့ကျင်းပနိုင်ဖို့အတွက်ဒီလိုလက်မှတ်တွေကိုလည်းအသုံးပြုလေးရှိကြပါသေးတယ်။ဒီလက်မှတ်ကိုရောင်းချရတဲ့အဓိကရည်ရွယ်ချက်ကတော့အပေါ်မှာပြောခဲ့သလိုပဲတာမန်ဘောလုံးပွဲတစ်ပွဲကြည့်တာထက်ပိုပြီးတော့စိန်ကြတဲ့အတွေ့အကြုံကိုလိုချင်တဲ့မပြောမရှိဘောစီပြိတ်သက်တွေအတွက်ပဲဖြစ်ပါတယ်။ ဒီလိုလက်မှတ်တွေကိုဝယ်မရတော့တဲ့အထိပုံသွားတဲ့ပွဲစဉ်တွေလည်းရှိခဲ့မှုပါတယ်။ကျွန်တော်တို့နာမည်ကြီးပွဲစဉ်တွေမှာတာမန်လက်မှတ်တွေဝယ်မရတော့တဲ့အခါကျရင်အချို့ပြိတ္တတွေကလည်းပွဲကြီးခွင့်ရဖို့အတွက် second option အနေနဲ့ hospitality ticket တွေကိုဝယ်ယူကြပါသေးတယ်။ဒီလူတွေကတော့ပွဲပြီးရင်ရင်းနှီးသမိမ့်မဲ့လို့အော်ကြီးနေမယ်လူတွေလို့ပြောလို့ရပါတယ်။ရေးကြီးတဲ့အပိုင်းအနေနဲ့ကတော့ဒီလက်မှတ်တွေရဲ့ဈေးနှုန်းတွေဟာတာမန်လက်မှတ်တွေထက်တော့အသီးသတာကိုပိုပြီးတော့ဈေးကြီးပါတယ်။ဈေးနှုန်းတွေဟာကလပ်တင်းရဲ့အနေထားနဲ့ပွဲပေါ်မှုတည်ပြီးဈေးနှုန်းကွာခြားချက်ရှိပါတယ်။ ကဘာကျော်အက်ကလစီကိုမြို့ကန်ပြိုင်ပတ်တာပြီးပွဲတွေဒါမှမဟုတ်ချန်ပီယံလိပြိုင်ပွဲကြီးတွေမှာဆိုရင်တော့ပုံမှန်ပွဲတွေအစမတန်ဈေးကြီးပါတယ်ဥပမာပြောရရင်ဒရင်းနေရာမန်ချက်စတာစီးတီးအသင်းဟာယူရို4500လောက်ထိကိုပေးရတဲ့အမြင့်မားဆုံး VIP package တစ်ခုကိုရောင်းချပူတာဖြစ်ပါတယ်နောက်ပြီးတော့ဝက်ဆန်ယူနိုက်တက်အသင်းကလည်းသူတို့ရောင်းချတဲ့ package တစ်ခုအားဆိုရင်ယူရို4000ထိရှိခဲ့ပြီးတော့ရဟန်းရင်စီးလို့ရတဲ့အထိကိုတော့အထည်သွင်းပေးထားတယ်လို့သိရပါတယ် နောက်ပြီးတော့အခုကြည့်နေတဲ့မိတ်ဆွေကဥရောပဘက်ရောက်နေလို့ဘောလုံးဘက်ကြည့်မယ်ဆိုရင်တော့ Lazarus Center အတွေ့အကြုံကိုလိုချင်တယ်ဆိုရင်ဒီလိုမျိုး hospitality ticket တွေကိုဝယ်ယူပြီးတော့ try ကြည့်သင့်ပါတယ်ဒီလက်မှတ်တွေကိုဝယ်ယူမယ်ဆိုရင်တော့သက်ဆိုင်ရာဘောလုံး club တင်ရဲ့တရားဝင် website ဒါမှမဟုတ် club တင်နဲ့လက်တွဲထားတဲ့ hospitality ဝန်ဆောင်မှုပေးနေတဲ့ agency တွေကလည်းတရားဝင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်ဒါကတော့ဘောလုံးပွဲစဉ်တွေမှာပါဝင်တဲ့လက်မှတ်အမျိုးအစားတစ်ခုဖြစ်တဲ့ hospitality ticket အမျိုးအစားနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးခဲ့တာဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးခဲ့တဲ့ဘောရာတွေအကုန်လုံးကိုကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာ ဘောလုံးနဲ့ပတ်သက်တဲ့စိတ်ဝင်စားဖို့ရာဘောဓုရဖြစ်ဖို့ရာ အစီအစဉ်ကောင်းလေးတွေကိုအားပေးခြင်းနဲ့ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ DFTV အားကစား channel ရာဆိုရင်တော့အခုဆိုရင် Facebook, YouTube နဲ့ TikTok platform တွေမှာအချိန်နဲ့တပြေးညီကြည့်ရှုအားပေးနိုင်ပြီဆိုတာသတင်းကောင်းပါလိုက်ရပါတယ်ခင်ဗျာ။